ချစ်စရာလေးချီလိုလေးစုကံရဲ့ပန်းရစ်ထ ਾਇ ရရီဒါမှမဟုတ်တဝဲကန်းချီရွာကမြေကြီးအိမ်ကြီးရဲ့မှတ်တမ်းနဲ့ရေးသားတဲ့သူကဂျွိုင်းတဲ့စုကံဟာတဝဲမြို့အနီးမှာရှိရဲ့ပညစ်ဆိုရဲငါးဖန်းလုပ်ငန်းကိုအဓိကလုပ်ကင်ပြီးတော့စဘာအနှင်းငယ်တဲ့စိုက်ပြိုးတဲ့ကန်းချီရွာလေးမှာနေထိုင်တဲ့ကောင်လေးတယောက်တဲ့ စုကန်းဆိုတာကောင်းလေးရဲ့အမိပေါ့နော်မင်းကလေးလို့ထင်တာကောင်းလေးရဲ့အမိရဲ့ဆယ်ရန်းဆောင်မှုပဲပြီးရဲ့နေရဲ့ဒီနေ့ဆယ်ရန်းဆောင်မှုပဲပြီးပြီးအတက်နိုင်ဆုံးစူးစမ်းဖြေခဲ့ရပဲဆောင်မှုပဲပြီးတော့ယူဖို့ခန်းစားချက်ကတော့ကောင်းလိုက်တာចောင်းစာတွေမဟုတ်ဘဲနဲ့ဖတ်ချင်တဲ့စာအုပ်တွေလည်းဖတ်လို့ရပြီចောင်းပိတ်သွားလဲចောင်းစာကြီးလိုက်ကိုဖွင့်ပေးထားဖို့ဆရာကြီးကိုလည်းခွင့်တောင်းရမယ်ဒါစုကန်းပြောနေတာပေါ့နော် ပညင်ရွာရွာတကြီးကရွာရဲ့ပညာရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကိုအသားပေးလှုပ်ဆောင်တဲ့အသက်30ကျော်ကျော်သာရှိသေးတဲ့လူငယ်တယောက်တဲ့သူတို့ရွာကတကြီးရလူငယ်ပေါ့ရွာလူငယ်ကြီးကတော့လေးစားသမှုနဲ့ဦးကြီးလိုပဲခေါ်ရဲရွာတကြီးရဲ့ရန်ကုန်ကတငယ်ချင်းလင်မယားနှစ်ယောက်ကလည်းပညင်ရွာမှာမြေကြီးအိမ်တအိမ်လာဆောက်ကြဖို့ဆိုပြီးတော့အကြောင်းဖန်လာရဲတဲ့ဒါဆိုလူငယ်တွေပဲဖြစ်မှာပေါ့အဲ့ဒီလင်မယားကလည်း ဦးကြီးခေါ်တွေ့တဲ့နေ့တဲ့ဒါရွာတကြီးပေါ့နော်ဒီနေ့ဦးကြီးကဆယ်တန်းဖြီထားတဲ့ယောက်ျားလေးကိုခေါ်တွေ့ရဲ့ရွာမှာသူ့တငယ်ချင်းတို့မြေကြီးအိမ်ဆောင်မဲ့အကြောင်းပြောပြတယ်ရှော့အိမ်လို့လဲခေါ်ကြတယ်ရှော့အိမ်လို့ကြားလိုက်တော့ငါတို့ငငယ်ရရှော့အိမ်နဲ့ဆော့ခဲ့ရတာတတိယသွားတယ်မြေကြီးအိမ်ဆောက်ဖို့အတွက်ကူဖို့လူလိုတာကြောင့်တဲ့စုကန်းတို့အဆင်ပြေလာမေးတယ်တငယ်ချင်းယာယာကလွင်အားလုံးကအဆင်ပြေတယ် စုကန်းအပါဝင်တငယ်ချင်း9ရက်ဝိုင်းကူပြီးတော့လုံကြရဲ့ရေကြီးနဲ့လူနေလို့ရတဲ့အိမ်ကိုစောင့်နိုင်မှုဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီဆရာကြီးကိုစာကြည့်ရိုက်မှာမြေကြီးအိမ်နဲ့ပတ်သက်တဲ့စာအုပ်ရှိလားသွားမိကြည့်အောင်လေငါတော့ပြောတယ်မြေကြီးအိမ်ဘယ်လိုစောက်ရမလဲဆိုတာကိုသိမယ်မဟုတ်ဘူးလေရမယ်ဆယ်ရင်းဆောင်ဝယ်ပြီးလို့ရတဲ့အလုပ်ကမြေကြီးအိမ်စောက်တာတဲ့ကောင်းလိုက်တာတဲ့ဆိုတော့စုကန်းကတော့ဝမ်းသာနေပါတော့အဲ့ဒီလိုနဲ့ ရန်ကုန်မော်ဘီမှာနေတဲ့မြေကြီးအိမ်ကျွမ်းကျင်ဆရာဥစီသူကဥစီပြီးတော့ပညစ်ရွာမှာတဲ့ဒီစုကန်းတို့တငယ်ချင်းငောင်းနဲ့အတူမြေကြီးအိမ်ဆောက်ဖို့အတွက်အကောင့်တွေစပြီးတော့ပေါ်ရဲ့အဲ့တော့ဥစီသူနဲ့မိတ်ဆက်တဲ့နေ့ဆိုတော့ဒါရန်ကုန်ကလင်မယားရောက်လာပြီပေါ့နော်ဒီနေ့မြေအိမ်ဆရာဥစီသူနဲ့မိတ်ဆက်ရတဲ့ဥစီသူကရန်ကုန်မှော်ပြီးမှနေရဲ့မြေအိမ်ဆောက်တဲ့နည်းပညာကိုသိတာတော့အယမ်းမကြသေးဘူးတဲ့ ။ "तू อ่ะအရင်ကလက်သမားဆရာတယောက်ဖြစ်တယ်။မော်ဘီမှာထိုင်းရပညာရှင်တွေကမြကြီးကြီးစောင့်နေကိုလာပြီးတော့မျှဝေပြီးအတူတူစောင့်ကြတော့ဦးစီ तू อ่ะအရင်သဘောကျသွားတာကြောင့်ဆက်လိလိုက်ရင်းနဲ့မြကြီးအိမ်စောင့်တာကိုအသက်မူဝန်းကြောင့်အဖြစ်လုပ်တယ်လို့ပြောပြတယ်။ပိုင်ရှင်မမတို့ကကိုပိုင်အလုပ်တွေလည်းရှိရတဲ့ကြောင့်ပိတ်ရက်ဒီမှာပဲမြေအိမ်စောင့်တာအကူအညီနိုင်တဲ့အကြောင်းကိုလည်းဦးကြီးကပြောပြတယ်။ငါလဲမြေအိမ်စောက်တာကိုစိတ်ဝင်စားတဲ့အကြောင်းပြောဖြစ်တယ် ကျောင်းစာကြီးရိုက်မှာမြေနဲ့ပတ်သက်တဲ့စာအုပ်တွေမရှိတော့နောက်နေ့အလုံးစမှာပဲဦးစီသူကိုတည်ကျင်တာတွေမေးတော့မယ်တဲ့ဆိုတော့အခုဆိုရင်ဒါတဝဲကန်းကြီးရွာမှာနေတဲ့စုကန်းဆိုတဲ့ကောင်လေးနဲ့ပေါ့နော်အဲပြီးတော့ရွာတကြီးရဲ့ဥဆောင်မှုနဲ့ဒီရန်ကုန်ကနေပြီးတော့ရောက်လာတဲ့ဒါဦးစီသူတို့လင်မယားနဲ့အတူတူသူတို့ဒီတဝဲမှာမြေကြီးအိမ်လေးစောက်တဲ့အစီအစဉ်လေးပေါ့နော်အဲ့ project လေးစပြီးတော့အကောင့်ထဲပို့ပြီးပေါ့နော် မြေကြီးဆောက်ခြင်းဟာဒီတဘာဝတရားနဲ့လိုင်ရောညီထွေမှုရှိတဲ့အိမ်ဆောင်နည်းဖြစ်ပါတယ်တဲ့မြေကြီးအိမ်မှာအဓိကပါဝင်ပစ္စည်းတွေကမြေကြီးပါပဲတဲ့မြေကြီးရင်ဆောက်ဖို့အတွက်ပထမဦးဆုံးမြေအုပ်တွေကိုအရင်လုပ်ရမယ်အဲ့ဒီမြေအုပ်တရားဆိုလို့ရှိရင်ပြမ်းမြအလျာစနလက်မအနံ၉လက်မအထူ၅လက်မခန့်ရှိရဲ့တဲ့အဲ့တော့ပထမဦးဆုံးနေ့တို့အိမ်ဆောက်ဆောက်ပြီပေါ့နော်ဒီနေ့မြေအုပ်တွေကိုလုပ်ကြရဲ့ မြေကြီးစပကွန်နဲ့ရေကိုဘီလက်မြေဖြောသလိုမျိုးအကုန်ရောတယ်။မတူတာကြတော့ခြေထောက်နဲ့နေရတာတဲ့။အတိုင်းစာကိုမြေကြီးရောဦးစီသူကတိကျတဲ့အတိုင်းစာရောမရှိဘူး။မြေအုပ်လုံးမဲ့မြေကြီးရဲ့တိတ်သီးစာကိုလိုက်ပြီးတော့ထည့်ရမယ့်စပကွန်အနည်းများလည်းကွာခြားသွားတယ်။ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီမြေကြီးရဲ့အဲပါဝင်နှုံးနဲ့ဆိုင်နေမြေကြီးကတအားစိတ်ကက်နေရဆိုရင်တော့စပကုန်များများထည့်ရမယ် မြေကြီးကတအားစိတ်ကက်နေရဆိုလို့ရှိရင်တော့ဇပကွန်များများထည့်ရမယ်။တဲပါဝင်နှုံများနေမယ်ဆိုလို့ရှိရင်တော့ဒီဇပကွန်ကိုလျှော့ပြီးတော့ထည့်ရမယ်။ရေအတိုင်းစားကတော့အနေတော်အနေထားပဲတအားလဲမမာဘူးတအားလဲမပြော့ဘူးအနေထားဆိုရင်ရပါပြီတဲ့။ဒါမြေကြီးရင်စားဖို့အတွက်မြေအုပ်လုံပုံလုံကြီးပေါ့နော်။ဒါလေးကိုသူပြောပြထားတယ်။ပညစ်မြေကတော့ပညစ်ဆိုတာကဒါတို့တဝဲကန်းချီရွာလေးရဲ့အမည်ပေါ့နော်ပညစ်မြေကတော့တဲ့ တဲတိတ်မပါတော့ဇပကွန်ဇပကွန်မြမြထည့်ရတယ်။အော်တဲတိတ်မပါတဲ့အတွက်ကြောင့်ဇပကွန်မြမြထည့်ရတယ်။မြေကြီးကအရန်စီးနေလို့ရှင်တော့ဇပကွန်မြမြထည့်ရတာပေါ့နော်အဲ့တော့မြေပုံ၅ပုံထည့်တယ်ဆိုလို့ရှင်ဇပကွန်က၂ပုံလောက်ထည့်ကြရည်ဥစီသူပြောရတဲ့အထဲမှာစိတ်ဝင်စားဖို့ကောင်းတာက စပကုံထဲတာမြေအုပ်အကွဲမှုတန်ခံနိုင်အောင် ဖြစ်တယ်မြေကြီးတက်တက်ဆိုရင်ကြာလာတဲ့အခါမှာအက်လာတတ်တယ်မြေအုပ်လိုရမဲ့ရှင်က ready ဖြစ်မဖြစ်ကတော့ဒီခြေရောက်ကတည်ရလို့ပြောတော့အားလုံးကရည်ကြရဲ့ပထမတစ်ခေါက်နင်းလာမှာတော့ဦးစီသူလည်းနင်းနေဒီ7မိနစ်လောက်နင်းရတယ်မြေကြီးစပကုံနဲ့ရေတွေတော်တော်နှံ့နေပြီဆိုရင် မြေအရောကိုပုံမှန်အုတ်ထက်2ဆ3ဆလောက်ကြီးတဲ့ပုံစံခွက်တွေကိုထည့်ပြီးတော့တိုက်တယ်တဲ့။၃ချိန်လောက်နင်းပြီးတော့ငါတို့ခြောက်တွေကမြေကြီးကိုအုတ်လုပ်ဖို့အစင်သစ်ဖြစ်မဖြစ်ကိုတိလာကြတာတော့ဥစီသူပြောစကားအမှန်ပဲဆိုတာကိုထောက်ခံကြရဲ့တဲ့။ဒီတနေ့လောက်နေပူပူနဲ့အချောက်ခံလို့ရှိရင်မြေအုတ်တွေရပြီရဲ့။ကြော်ပဝင်းချင်းဟာပစ္စည်းတွေနဲ့ပဲလုံနိုင်ပြီးတော့အရန်လက်ခက်ခဲတာမဟုတ်တဲ့အတွက်ကြောင့်လူတိုင်းကဒီလိုမျိုးမြေအုပ်တွေကိုလုံနိုင်မှာပဲပေါ့နော် သူကမြေအုပ်ရှုံအိမ်ဆောက်ဖို့ဆိုလို့ရှိရင်မြေကြီးအုပ်တွေလိုတယ်အဲ့မြေကြီးအုပ်ကဒါရေရေမြေကြီးရေစပခွန်ရေဒါပဲလိုတာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုသူတို့တိတ်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 နေပြီးတော့မြေကြီးအုပ်လောက်ကြရပေါ့လေအဲ့တော့မြေကြီးအိမ်ဆောက်ခြင်းဤပညာဆိုလို့ရရင်ဒါရှေးရှေးကလေးရရှိခဲ့တာ27ရာစုမှာဆိုရင်တော့ဒါတဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နွယ်သူတွေကတဘာဝတရားနဲ့လာရောညီထွေမှုရှိရဲ့မြေကြီးအိမ်ကိုအထူးတလည်ရွေးချယ်ပြီးတော့စောက်ကြရတဲ့ အဲ့မြေကြီးအိမ်နေရာလေအဲ့လိုမြေကြီးအိမ်လှုပ်ထားတာမျိုးကိုရောက်ဘူးလားတัวလေးတော်တော်လေးရာတီဦးတူရဲ့အပူကြီးဒဏ်ကိုလာရောကြီးထွေဖြစ်တယ်ပေါ့နော်အဲ့မြေကြီးအိမ်နေရာကိုရောက်သွားလို့ရှိရင်လေအော်သူတို့အိမ်စားဆောက်တာ၁၀ရမြောက်နေရှိသွား ਈ အော်၁၀ရမြောက်နေဒီနေ့မြေအုပ်3000နီးပါးလောက်ရပြီကဲ့မနေ့ဖြန်အိမ်ဖောင်ဒေးရှင်းကိုချမယ်တဲ့နောက်တို့တော့မှပဲမြေအုပ်တွေကိုဆက်ပြီးရိုက်ကြမယ်တဲ့ တော့ရန်ကုန်လာတဲ့ဒီဦးစီသူကိုမြေကြီးအိမ်နဲ့ပတ်သက်ပြီးတော့သူမေးဖြစ်တယ်။ဦးစီသူပြောပြတာတွေကမြေကြီးအိမ်ကအစ်စ်အစမ်း idea တော့မဟုတ်ဘူးတဲ့။ဟိုးအရင်လူတွေကမြေကြီးနဲ့အိမ်ဆောက်ပြီးတော့နေခဲ့ကြတာ။အခုအချိန်ထိဟိန္ဒူတွေဂေါရခါလူမျိုးတွေနဲ့အာဖရိကလူမျိုးတချို့ဒီလိုမျိုးမျိုးနယ်စုလိုက်မြေကြီးအိမ်ကြီးဆောက်ပြီးတော့နေထိုင်ကြရတဲ့။အခုဆိုလို့ရှိရင်တဘာဝတရားကိုချစ်မြတ်နိုးတဲ့သူတွေ အဲအများသောအဖြစ်ဆိုရင်လူငယ်တွေကမြေကြီးအိမ်ဆောက်ပြီးတော့နေကြရတယ်တဲ့။ပိုင်ရှင်မမတို့လင်မယားနှစ်ယောက်လို့ပေါ့တဲ့။ဒီဦးစီသူတို့လင်မယားနှစ်ယောက်လို့တဲ့။ပိုင်ရှင်မမကိုတွေ့တဲ့အခါမှာမြေအိမ်နဲ့ပတ်သက်တဲ့စာအုပ်အကြောင်းကြီးမြေဖြစ်တယ်။ရန်ကုန်မှာမြေအိမ်စာအုပ်တွေရှိတာမလို့ကျောင်းစာကြီးရိုက်ကိုလှူဖို့သူမပေးမယ်လို့ပြောတော့အယံပြောသွားတယ်တဲ့။မြေကြီးအိမ်ရဲ့နယံအောက်ခြေဖောင်ဒေးရှင်းတဲ့အခင်းကိုတော့ မြေအောင်တလိဆန်ကြီးရမ်းနေပြီးတော့ကာကွယ်နိုင်ဖို့အတွက်ကိုဖုတ်ထားတဲ့မြေအုပ်နဲ့ဘီးလက်မြေကိုပဲအသုံးများကြရဲ့တဲ့စနေရမြောင်နေ့သူတို့အိမ်ဆောက်တာစနေရမြောင်နေ့ဒီနေ့ဦးစီသူဖောင်ဒေးရှင်းစလုပ်နေပြီဖောင်ဒေးရှင်းကိုတော့ဘီးလက်မြေနဲ့ရိုးရိုးမြေအုပ်အသေးတွေနဲ့ပဲလုပ်တယ်နေရန်ဖောင်ဒေးရှင်းအတွက်ကဘီးလက်မြေ၃နာကိုအဆင်ပြေပေမဲ့ကွန်ကရစ်အခင်းကိုမလုပ်ချင်ဘူးတဲ့ကွန်ကရစ်ခင်းတာကအဓိက 6កောင်នីရဲ့ដានអូនខាន់နိုင်အောင်လို့ပြောပြတယ်တဲ့အဲ့တော့ဦးစီသူပြောရဲ့အတွေ့အကြုံရဆိုရင် concrete ခင်းတာမြန်မာနိုင်ငံအူပိုင်းဒေတာနဲ့ဒီမေးအိမ်ထဲမှာထားခြင်းနဲ့ပစ္စည်းတွေထားနိုင်မဲ့အကောင်ဆုံးနဲ့နောက်ပိုင်းအလုတ်ရှုပ်အလုတ်မရှုပ်နိုင်တဲ့ရွေးချယ်မှုလို့ပြောရဲပေါ့နော်ဒီလိုမျိုးအပူပိုင်းဒေတာမြန်မာနိုင်ငံမှာမြေကြီးရင်စောက်မယ်ဆိုလို့ရှိရင်တော့ဒီကြမ်းကင်းမှာတော့သူတို့ကွန်ကရစ်ရောပြီးတော့ခင်းတာအလုပ်လည်းမရှုပ်တော့ဘူးဒီရာသီဥတုနယ်လည်းတင့်တော်တယ်ဆိုပြီးပြောထားတာပေါ့နော် Hello. What happened? စင်ပြေပါတယ်။ဘာပေါ်လာလဲမသိဘူး။အာဆက်ပြီးတော့ပြောပြမယ်နော်။ဆိုတော့အဲ့လိုတို့အဲမြေကြီးအခင်းမိုးလဲလုတ်လုတ်နေကြပြီ။မြေအုပ်တွေလဲအိမ်ဆောက်ဖို့အဆင်သင့်ဖြစ်နေပြီ။ foundation တွေလဲချနေကြပြီပေါ့နော်။ဆိုတော့ဒီပိုင်ရှင်တွေကတော့တို့မြေအိမ်ဆောက်တဲ့နေရာမှာမြေသားအခင်းကိုတော့လုတ်ချင်တာပေါ့။ဒါပေမဲ့မြေအိမ်ဆရာရဲ့အကြံပြုချက်ကိုပဲလက်ခံလိုက်တယ်။ဆိုတော့တို့ concrete ခင်းမိုးရွေးချယ်လိုက်တာပေါ့နော်။ နေရန်ဖောင်ဒေးရှင်း၅လလောက်ပြီးတဲ့အခါမှာဒီငဲနာတဲ့မြေတွေကိုတဲ့အပေါ်မှာလိုက်ပုံရတယ်။ဘီလက်မြေနဲ့အုတ်တွေကတ်တလို့မျိုးတဲ့။မြေအုတ်ကိုမြေနဲ့ပဲကတ်တာ။နေရန်တစ်ခုလုံးကအဲ့ဒီလိုပဲလုပ်ရမယ်တဲ့။အောက်အခင်းကိုတော့အမိုးမိုးပြီးမှကွန်ကရစ်လောင်ရမယ်လို့ပြောတယ်။မြေကြီးကြီးစောင့်နေရဆိုတဲ့တဲ့င်းကဒဝဲမျိုးတစ်ဝိုက်လူအဖွဲ့စည်းစီကိုပြန့်နှံ့သွားတယ်တဲ့။ မြေအိမ်စောင့်နေစေကာလမှာပဲစပိန်စီးရဲ့အဖွဲ့တွေပြီးတော့ရွာတီးတီးရစာကြီးရဲ့အဖွဲ့တွေနဲ့တင်နန်းကျောင်းအဖွဲ့တွေမြေအိမ်ကျောင်းကိုလာပြီးတော့လိလာကြရဲ့၁၉မြောက်နေ့ဒီနေ့ကတော့နေရန်တဝက်လောက်ပြီးသွားပြီတဲ့မြေအိမ်ကိုလာကြည့်ရတဲ့သူတွေကလည်းအဖွဲ့လိုက်အဖွဲ့လိုက်နဲ့လာကြည့်ကြရဲ့စပိန်စီးရဲ့အဖွဲ့တွေဆိုလို့ရှိရင်လူငယ်တွေကြီးပဲတဲ့ကောင်လေးတွေရောကောင်မလေးတွေရောအဆုံးပါပဲငါလဲစပိန်တစည်းလောက်လိုချင်နေအခုမြေအိမ်ဆောက်ရတဲ့မုတ်ဖို့နဲ့စပိန်ဝယ်ရမယ် စာကြည့်ရိုက်အဖွဲ့ကြီးလာတော့လေသူတို့စာကြည့်တဲ့အကြောင်းကြီးမေးပြစ်တယ်အဖွဲ့ကြီးရောက်လာရင်ဦးစီသူကမြေရင်ကြောင်းကိုပြောပြတယ်သူတို့ကိုမြေအုပ်လက်တွေ့လောက်ထိုင်းတယ်လူအများနဲ့လောက်တော့ပို့ပြီးတော့များများပြီးတာပေါ့မြေအိမ်ကိုလေးတောင်ပုံစံသာမကအဝိုင်းပုံစံလဲစောက်လို့ရနိုင်တယ်တစ်ထပ်မကနှစ်ထပ်သုံးထပ်တည်းလဲစောက်နိုင်တယ်ဒီအင်းဒီအဓိကနာမည်ကြီးတာကတော့အဝိုင်းပုံစံ Q ဘက်ပုံစံကြီးစောင့်နိုင်လို့ဖြစ်ပါတယ်တဲ့ မြေအိမ်နေရနေရအိမ်ကိုယာတိဥတုပူလို့ရှိရင်အေးပြီးတော့ယာတိဥတုအေးလို့ရှိရင်လဲနှွေးစီရဲ့တဲ့ဂုံတတိရှိအဲ့လိုမျိုးဂုံတတိရှိရဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမြေကြီးအိမ်နေရတာတဘာဝပေးရဲ့လက်ဆောင်ပဲပေါ့နော်အိုးရင်ကလေးကလည်းအဲ့လိုမြေကြီးအိမ်နေနေနေကြရဲအခုခေတ်မှာဆိုလို့ရှိရင်လဲဒီ environmental friendly ပုံစံနဲ့ဒီတဘာဝနဲ့ใกล้ညီရဲဆိုပြီးတော့ဒီလိုမြေကြီးအိမ်ဆောက်တဲ့ project တွေရှိလာတယ်ပေါ့နော် သူတို့အိမ်စားဆောက်တာ26ရက်မြောက်ရောက်သွားပြီဒီနေ့ကတော့အမိုးမိုးပါပြီဒီနေ့ဘက်ခေါင်းမိုးနဲ့ပဲမိုးတယ်မြေအင်ကပုံမှန်မြေနေကြ၄00တောင်အိမ်မိုးစံမဟုတ်ဘဲနဲ့အဝိုင်းလေး၃ဝိုင်းကိုဆက်ထားတဲ့ပုံစံဆောက်ထားတဲ့နတ်သမီးပုံမြေနေတွေကလူပုလေးတွေရဲ့အိမ်လိုပဲတိတ်ပြီးတော့ချစ်စရာကောင်းတယ်ဥစီသူကလည်းပြောတယ်လိုချင်တဲ့ပုံကိုတဲ့ပုံဖော်နိုင်တာကလေဒီမြေကြီးအိမ်ရဲ့အာသာချက်ပဲတဲ့။တဘာဝတရားကြီးမှာ၄00ပုံတွေကမရှိလောက်ရှားတယ် တဘာဝတရားမှာအဝိုင်းနေအကွိအကောက်တရားပို့ပြီးတော့တွေ့ရတယ်။ဒါကြောင့်မို့တဘာဝတရားနဲ့ပို့ပြီးတော့နီးစက်အောင်နေကျင်တာမို့ရေကြီးအိမ်အဝိုင်းလေးစောက်ပြီးတော့ဒီနည်းပတ်အမိုးလေးကိုတုံးထားတယ်လို့စုကန်တို့ပြောပြရဲ့။ငါလေးမြေင်းလေးကိုဝင်သွားရရင်ပုံမြင်ဆန်တဲ့အိမ်လေးတွေရောက်သွားတယ်လို့ခံစားရတယ်။နေကင်းနေလဲဆိုတစ်ပင်အိမ်မှာနေနေရတယ်လို့အေးအေးလေးနဲ့တော်တော်နေလို့ကောင်းတယ်။မြေအိမ်နေရအထူးကြီးမို့လို့နေအပူကအထဲကိုမရောက်နိုင်ဘူးတဲ့။ ရက်30အကြာမှာတော့အိမ်ကြီးကစောက်လို့ပြီးသွားပါပြီ။သူတို့ရဲ့မြေကြီးအိမ်ကြီးကစောက်လို့ပြီးသွားပြီ။မြေအိမ်စောက်ခြင်းဟာဆိုလို့ရှိရင်လူအားသုံးနိုင်လို့ရှိရင်ပို့ပြီးတော့မြန်မြန်ပြီးရဲ့အချိန်ပေးနိုင်မယ်ဆိုရင်လူအားငွေရတိတိကျကျညော့နေပါတယ်တဲ့။ဒါကြောင့်မို့သူတို့ဒီတဝဲကတညစ်ဆိုရဲရွာလေးမှာစောက်တဲ့မြေအိမ်ဖြစ်တဲ့အတွက်ကြောင့်ဒီအိမ်လေးရဲ့အမိကိုပန်းရစ်ဆိုပြီးတော့ပေးထားပါတယ်။ ဟောသူတို့အိမ်ဆောက်လာတာရက်30လေးရှိပြီနောက်ဆုံးနေ့လေးရောက်ပြီပေါ့နော်မနေ့ကမြေအိမ်ကိုအပိသက်ပါရဲ့မနေ့ညပန်းရစ်မြေအိမ်ပြီးရဲ့အမှတ်တရအနေနဲ့ပိုင်ရှင်မမတို့နဲ့အတူမြေအိမ်ချမ်းမှာငားကင်ဆိုင်နဲ့ဂီတာတီးကြရဲဦးကြီးလည်းပါတာပေါ့တဲ့သူတို့ရဲ့ရွာတကြီးပေါ့နော်အလုံးလုံးတဲ့သူအားလုံးနဲ့ပေါ့တဲ့ဦးစီးသူကသူဆောက်ခဲ့တဲ့မြေအိမ်ပုံတွေကိုပြတယ်လေးတောင်အိမ်အဝိုင်းအိမ်အကြီးအသေး6အိမ်လောက်ရှိတယ်တဲ့ ပိုင်ရှင်မမဖုန်းထဲရနေတဲ့လူတယောက်တည်းစောက်ထားတဲ့မြေအိမ်နေနဲ့ဇုံထဲနှစ်ယောက်စောက်ထားတဲ့မြေအိမ်တိတိလေးတွေကိုပြရတဲ့အချိန်နဲ့ကိုယ်တိုင်ကိုယ်ကျစောက်နိုင်လို့ရှိရင်အကုန်ကျတတတတာနဲ့အိမ်လေးတစ်လုံးရနိုင်တယ်။ငါလည်းမြေအိမ်တအိမ်တော့အဆောက်နိုင်မယ်ထင်တယ်တဲ့အများကြီးလေးလာရအောင်ပါလေတဲ့။အဲ့တော့ဒီအိမ်ဆောက်ဖို့အတွက် project ကိုယူလာပြီးရပါတော့။ပိုင်ရှင်မမတို့လှူထားတဲ့မြေအိမ်နဲ့ပတ်သက်တဲ့စာအုပ်တွေကိုသူဖတ်ရမယ်တဲ့။မနေ့ပြန်တော့ မျိုးတက်ပြီးတော့စပိန်သွားဝယ်မယ်ငါတို့၅ယောက်လုံးစပိန်ဝယ်ကြမယ်အရင်ကရင်ခုန်နေပါပြီတဲ့ရွာမှာငါတို့၅ယောက်အစပြုပြီးတော့စပိန်အဖွဲ့လေးလုပ်မယ်တခြားစပိန်အဖွဲ့တွေနဲ့တူတူနင်းကြမယ်မြေအိမ်ဆောင်နီးတွေလည်းလိလခွင့်ရတယ်စပိန်ကောင်းကောင်းလေးတစည်းလဲရတဲ့အတွက်ကြောင့်မလို့ဥစီသူနဲ့ပိုင်ရှင်မမကိုအရင်ကျေးဇူးတင်မိပါတယ်တဲ့ဥစီသူလည်းမှော်ပြီးကိုပြန်တော့မယ်လို့ကြားတယ်ပညစ်အပြန်လက်ဆောင်လေးလဲထည့်ပေးအောင်ပါတဲ့ တော့ဒီပုံပြလေးကတော့ဒါစုကန်းနေရာကနေပြောပြထားတာပေါ့နော်ဒီတဝဲကန်းကြီးရွာစုကန်းဆိုရဲកောင်လေးကသူ့ရွာမှာမြကြီးအိမ်ကြီးလာဆောက်တဲ့အကြောင်းကိုသူပြန်ပြောပြထားတာပေါ့နော်သူ့ရဲ့အတွေ့အကြုံလေးတွေပြီးတော့သူကျေးဇူးတင်ကြောင်းသူစိတ်ဝင်စားတဲ့အကြောင်းလေးရေးထားပေါ့နော်အဲ့လိုပဲဒီထဲမှာဆိုလို့ရှိရင် तू ကဒီလိုပေါ့ ကောင်းလို့ရရပုံမြင်လေးတွေပေါ့နော်လူသားဆန်မှုဇလံပုံမြင်များဆိုတော့အဲလူမှုလောကတဘာဝကိုအကျိုးပြုတဲ့အကြောင်းအရာလေးတွေနေထိုင်မှုပုံစံလေးတွေအတွေးခေါ်လေးတွေဒါမျိုးလေးတွေကိုစုစည်းထားတဲ့စာအုပ်လေးပေါ့နော် The Cup of Two ဆိုပြီးတော့တัว1လဲထွက်ပြီးပြီဒါလဲ2ထွက်တာပေါ့နော်ဆိုတော့အခုဒီထဲမှာခုနကအိမ်ကြောင်းလေးဆိုရင်ဒါ the good living ဆိုရယ်ကဏ္ဍအောက်ကနေဖတ်ခဲ့ရပေါ့။နောက်နေကြလို့ရှိရင်တော့ uh the good animals to the good people အလိုရလေးရှိသေးတယ်အဲ့ဒီတွေကဟာလေးဖတ်ကြည့်အောင်မယ်